အခုကြာရောက်မဲ့မမတို့ရဲ့ညဒုနေမြက်ဒီတဲ့ကတရက်ဖြစ်တဲ့ကစုံလာပြင်းနေမှာမိစလို့နေနဲ့အလွယ်တကူလွယ်လင်းတကူလိုက်ပါပြုတ်လို့ပြီးတော့အကျိုးများစေမဲ့အန်ရဲ့ကင်းအတိုက်အခိုက်ရှင်းစီဝါလက်လာပါတိုးတက်ဘုံတကူကြက်တီတိုးတက်စေမဲ့ရေရလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအောက်ဆက်ကြံမြတ်လောကီပညာတဏ္ဍာကပြန်လဲကြိုးဆိုလိုက်ပါတယ်ဆရာကတော့ အောင်စက်ကြာခမ်းမြတ်လောကိပညာဒဏ္ဍန်ကဆရာမိုးကျော်သူပဲဖြစ်ပါတယ်ပြီးလို့အမေရေရလေးကတိတ်ခတ်ခဲတဲ့အရာတော့မပါပါဘူးဆရာတို့လိုအပ်တဲ့အရာကတော့အုံတို့တာကူပြင်း အုံတို့နဲ့ပြုလုပ်ထားတဲ့တာကူပြင်းမှာမိမိကိုယ်တိုင်လှုပ်တတ်ရင်လည်းပြုလုပ်ပါမိမိကိုယ်တိုင်မပြုလုပ်တတ်ဘူးဆိုရင်လည်းဈေးကနေဝယ်လို့ရပါတယ်လွယ်ပါတယ်လိုအပ်တာဟာအုံတို့တာကူပြင်းရှစ်တုံးအတုံးလေးတွေနဲ့ရောင်းပါလိမ့်မယ် ုံတို့တာကူပြင်ရှစ်တုံးကိုကောပကံများလေးထဲမှာတခုချင်းစီပြီးထည့်ပြီးပါတခုချင်းစီပြီးထည့်တဲ့နေရာမှာဒရုံးမဒရုံးမထက်ရပါဘူးပကံများထဲမှာ ရှစ်တုံးဖြန့်ပြီးတော့စီပြီးတော့ထည့်ရမှာဖြစ်ပါတယ်ပြီးတဲ့အခါကျရင်အဲ့ဒီကောပကံများလေးထဲကိုအုံတို့တာကူပြင်ထည့်ပြီးတော့ဖျားဆင်မှာတင်ရပါမယ်နောက်တစ်ခါစတိလင်မန်းတစ်ချက်လိုပါမယ်စတိလင်မန်းတစ်ချက်သေးကို အလဲတဲ့တဲ့မှာလစ်ပိုပလင်းအခွန်အလွတ်တလုံးထားပါအဲ့ဒီအလဲတဲ့တဲ့ကလစ်ပိုပလင်းအခွန်အလွတ်ထဲမှာကျတော့ဈေးတွေထဲမှာဆိုရင်အုံငပြောဆန်တွေထဲမှာကြက်ရှာလို့ပြောပြီးတော့ဝယ်ပါကြက်ရှာအနီရောင်တစ်ချောင်းအလဲတဲ့တဲ့လစ်ပိုပလင်းထဲမှာစိုက်ပါဒီလိုပဲလစ်ပိုပလင်းအခွန်ရှစ်လုံးကိုစတိပကံစတိလင်မန်းရဲ့ဘေးပပလင်မှာပတ်လေစောက်ဝိုင်းတရံဝိုင်းမှာ ဝိုင်းမိတဲ့အခါမှာဆရာတို့စက်ရှာအနီအဝါအစိမ်းအပြာလေးခုလိုပါမယ်အဖြူရောင်လေးချောင်းလိုပါမယ်အားလုံးဘေးမှာပက်လေဝိုင်းမှုတွက်ရှစ်ချောင်းမှာအလယ်မှာစိုက်ဖို့တစ်ချောင်းမှာဆရာတို့ဈေးတွေထဲမှာအလွယ်တကူဝယ်လို့ရပါတယ်အနီအဝါအစိမ်းအပြာအဖြူလေးချောင်းမှာဒီလိုဝယ်တဲ့အခါမှာအပြာဟာအနည်းငယ်ခက်ခဲနိုင်ပါတယ်ပြဿနာမရှိပါဘူးဆရာတို့အဖြူရောင် ကြက်ချာတစ်ချောင်းကို အပြာရောင် ဆော့ပင်နဲ့အယောင်ချေလိုက်ရင်လည်းအပြာရောင်ဖြစ်ပါတယ်အလုံးမုံ၈ချောင်းဝယ်ပြီးတဲ့အခါမှာမိမိဒီအိမ်သားတွေထဲမှာတနင်္ဂနွေသားသမီးရှိတယ်ဆိုပါဆိုကြက်ချာတစ်ခုပေါ်မှာတနင်္ဂနွေသားမောင်ဘဒူလို့ရေးပါမိမိအိမ်မှာတနင်္ဂနွေနှစ်ယောက်ရှိတယ်ဆိုရင်နှစ်ခုရေးပါဒီကြက်ချာတစ်ချောင်းထဲမှာပဲနှစ်ခုရေးပါဒီလိုပဲတနင်္ဂနွေသားသမီးရှိရဆိုရင်မောင်ဘဒူမတ်ဘဒူ နာမည်ဘယ်သူရေးပါ ရေးပြီးတဲ့အခါမှာကျတို့ပက်လက်ဝိုင်းထားတဲ့လစ်ပိုပလင်းထဲမှာတချောင်းနေစိုက်ရပါမယ်အရင်အူးဆုံးအဖြူတချောင်းစိုက်ပါဒုတိယအနီစိုက်ပါ နောက်တစ်ခါအဖြူစိုက်ပါ နောက်တစ်ခါအဝါထပ်စိုက်ပါ နောက်တစ်ခါအဖြူစိုက်ပါနောက်တစ်ခါအစိမ့်စိုက်ပါနောက်တစ်ခါအဖြူပြန်စိုက်ပါနောက်ဆုံးမှအပြာစိုက်ပါအားလုံး၈ချောင်းဖြစ်သွားပါလိမ့်မယ်အလဲမှအနီတချောင်းနဲ့ဆိုရင်၉ချောင်းပါမိမိတို့ရဲ့ တနင်္ဂနွေသားဘဒူတနင်္နာသားဘဒူအင်္ဂါသားဘဒူစသဖြင့်ရေးထားတဲ့အချောင်းတွေကိုမိမိအစဉ်ပြေရာနှစ်သက်ရာမှာစိုက်လို့ရပါတယ်။ဒိုရီမဟုတ်မိမိတို့ရဲ့အရက်မျက်နာကိုနားလဲတယ်ဆိုရင်တနင်္ဂနွေသားသမီးတွေတနင်္နာတနင်္ဂနွေထောက်မှာစိုက်လို့လည်းရပါတယ်။ဒီလိုစိုက်ပြီးတဲ့အခါမှာအရင်ဖျားမှာပူဇော်ရပါမယ်။ဒီဘန်းလေးကိုတင်ရပါမယ်။ဒီအုံးလို့အတာကူပြင်ကိုဖျားမှာကတ်လှူရပါမယ်။ ကတ်လူတဲ့အခါမှာအိမ်သားတွေအားလုံးအတွက်တူတူယောက်သေးပြုလုပ်ပေးလဲရသလိုနှစ်ယောက်လုပ်လဲရပါတယ်စိတ်ပါတယ်လို့အကုန်လုပ်လဲရပါတယ်ဆိုကြပါတို့မိမိရဲ့အမေဒိုရီမိုမိမိအိမ်မှာရှိတဲ့အကြီးအကဲဒိုရီမိုအိမ်သားတယောက်ယောက်ကတိုင်စားလုံးအတွက်ပြုလုပ်ပေးမယ်ဆိုရင်လဲရပါတယ်ပြုလုပ်ပေးမဲ့သူသည်ငါးပါးတိလာခံယူရပါမယ်တိလာစောက်တည်ရပါမယ်တိလာစောက်တည်ပြီးတဲ့အခါမှာဆုတောင်းရပါမယ်မိမိတို့ ဒီကစုံလားပြနေရစလို့လာမဲ့တနှစ်ပတ်လုံးအဆိုးအညံ့အတိုက်အခိုက်ဘေးပျောကမကောင်းတာမှန်သမျှကင်းစင်လွင့်ပြောက်ပါသည်ကကြီးသုံးမကြုံလင်းနိုင်ပါသည်ရန်သူမျိုး၅ပါးကင်းဝေးပါသည်မလိုချင်တာတွေဆူတောင်းမလာပါသည်နဲ့ဆူတောင်းပါပြီးတဲ့အခါလိုချင်တာတွေကိုရပါသည်ရောင်းဆူတောင်းပါအိုမဆူကြပါလို့ငွေဝင်ပါစေစီးပွားတက်ပါစေလက်လာပါစေပေါ်များပါစေဖုန်းတို့ကိုတွေတူတက်ပါစေစသဖြင့်ပေါ့ လိုချင်တာကိုနောက်မှတောင်းမှာမလိုချင်တာကိုအရှိမအရင်ဥုံကျင်းစင်ပပြပါသေးရောကြောင်းဆုတောင်းမှာပြုလုပ်ပေးတဲ့သူကသူသဖြင့်၅ဘာတီလခံယူပြီးတော့တီလစောက်တည်ရပါမယ်ပြုလုပ်အောင်အချိန်ဟာလာပြည့်နှစ်ရဲ့နေတက်တဲ့အချိန်မနက်9နာရီကနေ9နာရီ45အတွင်းတိုက်တဲ့အချိန်ပြုလုပ်လို့ရပါတယ်ပြုလုပ်ပြီးတဲ့အခါညနေပိုင်းကျရင်ထိုပြုလုပ်တဲ့သူပေါ့နော်မိမိအိမ်မှာ အမေပဲဖြစ်အမပဲဖြစ်ပြုတ်လုပေးတဲ့သူစီညနေဘက်မှာဖះတဆူဆူဇေတဆူဆူသွားပြီးတော့ညောင်ရီသွန်းလောင်းပေးရပါမယ်မိမိရဲ့အိမ်ဖះမှာကတ်လူထားတဲ့တာကူပြင်းကိုတော့နေနေမွန်းတဲ့သွားရင်စွန့်လိုက်ပေါ့ဒီလေပိုပလင်းလေးနဲ့ကြက်ရှာလေးကိုတော့ထားပေးပါနောက်နေ့ကျတော့မှစွန့်ပေးပါညနေပိုင်းမှာတော့ပြုတ်လုပေးတဲ့သူဟာဖះတဆူဆူသွားပြီးတော့ညောင်ရီသွန်းလောင်းပေးရပါမယ် သွန်လောင်းပေးပြီးတဲ့အခါမှာလည်းအဲ့ဒီကိုသွားသွန်လောင်းတဲ့ဖရားဇေဒီမှာတခါထပ်မှန်ပြီးတော့မလိုချင်တာတွေမရောက်ပါတဲ့ကြောင်းဆုတောင်းပါတိုက်ခိုက်ဒီကင်းပါစေရန်သူမျိုးငါးပါးကင်းပါစေကကြီးသုံးပါးကြွန်နေနိုင်ပါစေမလိုသူတွေဝေးပါစေစသဖြင့်ဆုတောင်းပါဒုတိယတခါဘုံကြီးပါစေအသက်ရှိပါစေအနာကင်းပါစေဇီဝတက်ပါစေစသဖြင့်လိုချင်တာတွေဆုတောင်းပါဆုတောင်းပြီးမိမိအိမ်ကိုပြန်လာလို့ရပါပြီဒါဆိုရင် ဒီရေရပြုတ်လုတ်ခြင်းအဖြစ်မိမိရဲ့အိမ်သားတွေဟာတစ်နှစ်ပတ်လုံးတစ်နှစ်ပတ်လုံးကောင်းကြီးမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံမှာဖြစ်ပါတယ်ဒီကနေ့အဲဒီအခုကြာရောက်မဲ့ကဆုံလာပြည့်နေဟာထူးခြားတဲ့နေထူးနေမြက်ထဲမှာမှကျွန်တော်လောကီယူဘေးရင်ယူဆမှာပို့ထူးခြားတဲ့နေဖြစ်တဲ့အတွက်ဒီရေရလေးကိုမပြတ်မကွက်ရုံရုံကြည်ကြည်လိုက်ပါပြုတ်လုတ်ခြင်းဖြင့်မိစေတို့တစ်နှစ်ပတ်လုံးကောင်းကျိုးမင်္ဂလာဖျားဖျား ပြည့်စုံမယ်လို့ဆရာအနေနဲ့ဒီညကရေရေအာမခံလိုက်ပါတယ်မိစေများအားလုံးနာဗျံဘေးမရှိကြပါစေနဲ့